ဗုဒ္ဓဘာသာကိုးကွယ်သူအများစုကကံကံရင်အချို့ကိုယုံကြည်သက်ဝင်သူများပါတယ်။သူ့အတက်ကိုတက်ရင်ကိုယ့်အတက်လည်းပြန်ပေးရတယ်။သူများကိုမကောင်းကြံရင်ကိုယ်လည်းပြန်ခံရမယ်။မကောင်းမှုဆိုတာစိတ်ကြွရမရှိဆိုတဲ့တန်တရားရဲ့စီမင်းတစ်ခုရှိပါတယ်။ဒါပေမဲ့အဲ့ဒီစီမင်းကိုမထီမန့်ရင်ပြုတ်သူတွေရှိတယ်။သူတို့ထဲမှာဘာနိုင်လဲအပါဝင်မယ်။ဘာမြင်ဟာဂျွာမဝတ်ဝတ်သားရောင်းတဲ့သူ။သူဟာဝတ်သားကိုအရန်ကြိုက်တဲ့သူ။ဘာမြင်ကဝတ်တဲ့ကို တဏညတာစိတ်ဆိုတာလုံးဝကင်းမဲ့တယ်သူကတတဝါဆိုတာလူချို့မှဝွကျွတ်တာလို့အနေနဲ့ရန်ရန်ဆိုင်ဆိုင်ပြောနေတတ်သူတယောက်ပါ သူမိမမတ်တင်စိန်ကတော့ရွာထဲမှာဝတ်သားလိုက်ရောက်ပြီးသူတို့ဝမ်းစာရှာကြတယ်ဘာညာရဲ့လောဘနဲ့ရက်ဆက်မှုတွေကတနေ့မှာတော့သူ့စီကိုပြန်လည်တက်ရောက်လာတော့မယ်ဆိုတာသူမသိခဲ့ဘူးတညမှာမတ်တင်စိန်ကဝတ်သားတွေအကုန်ရောင်းလိုက်တာကြောင့်ညစာထမင်းစားဖို့ဟင်းကမရှိတော့ဘူးအရက်လည်းမူးနေတဲ့ဘာနဲ့ဟာ ရောသားထွက်ပြီးရိုင်းဆိုင်တဲ့အပြုတ်မှုတစ်ခုကိုလောက်ခဲ့တယ်။သူဟာအိမ်မှာမွေးထားတဲ့မကြခင်မွေးဖွားတော့မဲ့ဝမ်မကြီးတကောင်ရဲ့အခန်းထဲကိုတွားခဲ့တယ်။ဝမ်မကြီးကိုအစာကျွေးဖို့မဟုတ်ပဲသူဟာဝမ်မကြီးရဲ့အမိကိုဓာတ်နဲ့အားနဲ့ဟာအဲ့ဒီဝမ်အမိကိုယူပြီးတော့ကြော်စားလိုက်တယ်။သူ့ရဲ့ရက်ဆက်မှုကို သူကျဉ်တ်နေခဲ့တယ်။ဒါပေမဲ့အဲ့ဒီညမှာပဲကန်ဒီယာရဲ့တုံ့ပြန်မှုကချက်ချင်းစတင်လာခဲ့တယ်။ဘာမြင်ဟာအိယာထဲမှာလဲလဲအောင်နေရင်ရုတ်တရက်ချောင်းကြီးစိုးလာတယ်။ ြင်းထန်လို့လို့တွေးပြီးပါအန်လာတယ်။ပေါ်ပြီးထိလန့်ကြကောင်းတာက သူချောင်းလှုပ်ပြီးအတန်ထွက်တိုင်းမှာလူတယောက်ရဲ့အတန်မဟုတ်တော့ဘဲနဲ့ဘောအတန်လိုမျိုးဖြစ်နေတယ်။သူ့ရဲ့ခန္ဓာကိုယ်ကပူလောင်လာတယ်။သူဒရစ်လင့်မင်းမျောနေချိန်မှာပဲသူကငရဲဖို့လို့နေရာတစ်ခုစီကိုရောက်သွားခဲ့တယ်။ဘာညာရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကမိခုံးဝဲတွေနဲ့ပြည့်နေတယ်။နေရာတိုင်းမှာချိုးရီပူတွေရှိနေတယ်။ဘာညာဟာမောပန်းကြီးစွာပြေးလွှားနေရတယ်။သူ့ကိုလိုက်သူတွေဟာ ညနှုံးအနီရောင်နဲ့ခေါင်းခေါင်းဝက်ကောင်းခန္ဓာကိုယ်ကလူဖြစ်နေကြတဲ့ဝက်တပိုင်းလူတပိုင်းတွေပါသူတို့အားလုံးဟာဘာနဲ့ရဲ့အနောက်ကိုပြေးလိုက်လာရင်မင်းဟာအပြစ်ဒဏ်ခံရမယ်မင်းတိုက်တဲ့ဝက်တည်းရဲ့နာကျင်မှုကိုမင်းခံစားရမယ်သူတို့ဟာဘာနဲ့ကိုလိုက်ဖမ်းနေတယ်ဘာနဲ့ဟာအောက်မှာချော်ရီပူတွေစီးနေတဲ့လမ်းကြောင်းပေါ်မှာပြေးနေရတယ်ခြေလှမ်းလိုက်မှာအရည်ပြားတွေလောင်ကျွမ်းပြီးတော့နာကျင်နေတယ်နောက်ဆုံးမှာတော့ဝက်လူတွေကသူ့ကိုဖမ်းမိသွားပြီးရှင်နေကူကန်ကြီးတစ်ခုတည်းကိုပြစ်ချလိုက်တယ် သူတို့ဟာဘာနိုင်ကိုအဲ့ဒီရေမဲခုကန်ထဲမှာနှစ်ပြီးတော့ဆက်ကြတယ်။ရေပြားတွေပြုတ်ခတ်ပြီးတော့အသားတွေပျော်ကျလာသလိုခံစားရတယ်။ဒါဟာသူထဲတဲ့ဝက်တွေကိုရင်နှွေးထဲမှာနစ်မြုပ်ခဲ့တဲ့နာကျင်မှုရဲ့ပဲ့တင်တံပဲ။မတ်တင်ဆိုင်ကညဘက်လန်နိုးလာခဲ့တယ်။ဘာမြန်ဟာအိယာထဲမှာလဲလျောင်းပြီးတော့ချောင်းဆိုးတံဝက်အော်တံနဲ့နာကျင်စွာလှုပ်ရှားနေတယ်။သူ့ရဲ့ခန္ဓာကိုယ်ဟာအပူချိန်လွန်ခဲ့ပြီးတော့မီးလောင်ထားသလိုနီးရဲနေတယ်။မနက်မိုးလေးတော့ဘာမြန်ဟာအိယာထဲမှာပဲတည်ဆုံနေခဲ့ပြီ။ သူ့ရဲ့မျက်နှာအမူအရကဟိတ်လန်ကြောက်ရွံ့မှုနဲ့နာကျင်မှုကိုဖော်ပြနေတယ်။မတ်တင်စင်ကဗားနန်ရဲ့ခန္ဓာကိုယ်ကိုထိကြည့်လိုက်တဲ့အခါကျောင်းမဖွဲ့ကောင်းတဲ့အရာတစ်ခုကိုတွေးလိုက်ရတယ်။ဗားနန်သေဆုံးသွားတဲ့အချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာဗားတန်ရမှမရှိဘူး။ဒါပေမဲ့သူ့ရဲ့ကြောပြင်ပေါ်မှာဝမကြီးရဲ့အမိတိုင်းအနည်းရောအမယုတ်ကြီးတစ်ခုကခင်ကြံနေခဲ့တယ်။အဲ့ဒါဟာသူ့ညကဖြတ်ကျော်စားခဲ့တဲ့ဝမကြီးရဲ့အမိပုံစံအတိုင်းပဲ။ဗားနန်ဟာဝတ်သက်ခြင်းကြောင့်ဝကျွေးတွေကျေသွားတာမဟုတ်ဘူး။ သူဟာတတဝါပေါ်ထားရှိတဲ့တဏှာညတာစိတ်ကျင်းမဲ့မှုမတရားတက်ခတ်လို့တဲ့လောဘနဲ့ရက်ဆက်မှုတို့ကြောင့်သူ့ကိုယ်ပိုင်ငရဲပုံကို ခံတီးခဲ့တာဝက်လူတွေကသူ့ကိုတက်တာမဟုတ်ဘူးသူ့ကိုယ်တိုင်ခဲ့တဲ့ဝက်တွေရဲ့နာကျင်မှုကပဲသူ့ရဲ့စိတ်ဝိညာဉ်ကိုလောင်ကျွမ်းစေတဲ့တာပါဒါဟာတတဝါတွေရဲ့အသက်ကိုရိုင်းဆိုင်စွာမစော်ကားတင်ဘူးဆိုတဲ့ကံကြမ်းရဲ့ပညာပေးပဲဖြစ်ပါတယ်